မိတ်ဆွေရကိုပဆန်နဲ့ဖုန်းတစ်လေလုံးတွားဝင်လိုက်တယ်။အဲ့ဒီဖုန်းတစ်လေကိုပါဝါဆပြီးတော့ဖွင့်လိုက်တဲ့အချိန်မှာစိတ်ညစ်စရာကြီးဆပြီးတော့တွေ့ရတာပဲ။ China version ဖုန်းဝယ်ထားရဆိုရင်ပိုလို့တော့ဆိုးသေးတယ်။အဲ့ဒါဘာလဲဆိုတော့ Blueware application နေအများကြီးပါလာတဲ့အချက်ပဲ။အဲ့တော့ဒီနေ့ဗီဒီယိုမှာ Blueware application ဆိုတာဘယ်လိုမျိုးခေါ်တာလဲ။ဘာကြောင့် smartphone ထုတ်တဲ့လူတွေကဒီလိုမျိုး application တွေကိုကျွန်တော်ဖုန်းမှာထည့်ပေးတာလဲ ਨੇ ။နောက်ဆုံးအနေနဲ့အဲ့လိုမျိုး application တွေကျွန်တော်ဖုန်းထဲမှာရှိပြီဆိုရင် ဘယ်လိုမျိုးဆိုးကျိုးတွေဖြစ်နိုင်လဲဆိုတာကိုဒီဗီယိုလေးထဲမှာပြောပြပေးမယ်။အဲ့တော့ကျွန်တော်တို့အတူတူဗီဒီယိုလေးကိုစပြီးတော့ကြည့်လိုက်အောင်။ Yangon Mobile Store စသချင်းဒီ Blowware application ဆိုတာဘာလဲဆိုတာမပြောခင်မှာဒီလိုမျိုး Blowware application တွေကဘယ်လိုမျိုးဖုန်းတွေမှာပါနိုင်လဲဆိုတာပြောပြပေးမယ်။ ဘယ်လိုမျိုးဖုန်းတွေမှာပါနိုင်လဲဆိုရင်တော့မိတ်ဆွေက global version ပဲဝယ်ဝယ် china version ပဲဝယ်ဝယ် main ring ပဲဝယ်ဝယ် flagship ပဲဝယ်ဝယ် budget phone ပဲဝယ်ဝယ်ဖုန်းတိုင်းနီးပိုင်းမှာပါနိုင်တယ်။နောက်ဆုံးပြအခုဒီပေါ့เนาะ smartphone industry မှာနာမည်အကြီးဆုံးလို့ပြောရမယ်ဒီ Samsung တို့ Apple တို့ ဒီလိုမျိုးဖုန်းတွေမှာတော့မှာ blockware application ဆိုတာပါနိုင်တယ်အဲ့တော့ blockware application ဆိုတာဘာကိုပြောတာလဲဆိုတော့ဒီ blockware application တွေကကျွန်တော်တို့တကယ်လည်းအသုံးမဝင်ပဲနဲ့ဒီ smartphone company တွေကကျွန်တော်ဖုန်းမှာ pre-install တွင်းပေးထားတဲ့ application တွေကို blockware application တွေလို့ခေါ်တယ်ဥပမာကျွန်တော်တို့ပေါ့နော်ဒီ phone app တို့ gallery app တို့ကကျွန်တော်ကျွန်တော်တို့ phone သုံးတဲ့နေရာမှာမရှိမဖြစ်ကိုအရေးကြီးတယ်ဒီလိုမျိုး application တွေမရှိဘူးဆိုရင်ကျွန်တော်တို့ phone သုံးတဲ့နေရာမှာတော်တော်လေးအခက်အခဲဖြစ်သွားလိမ့်မယ် ဒါပေမဲ့ blockware application တွေကကြတော့ကျွန်တော်တို့အတွက်လည်းအသုံးကမလိုဘူး။ဘယ်နေရာမှမှလည်းမသုံးတဲ့ application ကိုတက်တက်ကြီးထည့်ပေးထားတာကြတော့ကျွန်တော်တို့အတွက်တော်တော်လေးမှစိတ်နှောက်ချက်ပြဖို့ကောင်းတဲ့ application တွေလို့ပြောရမယ်။ဒီလိုမျိုး application တွေကို blockware application တွေလို့ခေါ်တယ်။အချို့ blockware application တွေကကြတော့ဖြတ်လိုက်လို့ရတယ်။အဲဒါပေမဲ့ဒီအချို့ blockware application တွေကကြတော့ကျွန်တော်တို့ကဖြတ်လို့မရဘဲနဲ့သူကဒီ system application လို့ဖြတ်နေပြီးတော့သူ့အတွက်ကိုကျွန်တော်တို့ကနေရာတက်တက်ကြီးတစ်ခုပေးထားရတယ်။ ျွန်တော်တို့ကအဲ့ application တွေကိုဖြတ်လို့မရတော့ folder တစ်ခုတက်တက်ဆောက်ပြီးတော့မမြင်ရင်ဘူးဆိုရင်အခြားအဝေးတနေရာမှာသွားပြီးတော့ထားထားလိုက်ရတယ်အဲ့တော့ဒီ smartphone ထုတ်တဲ့လူတွေကဒီ blowware app တွေကိုကျွန်တော်ဖုန်းမှာဘာကြောင့်ထည့်ပေးတာလဲဘာကြောင့်လဲဆိုတော့ဒီ malware ပေါ့နော်ပတ်စံကြောင့်လို့ပြောရမယ်ဒီလိုမျိုး blowware application တွေကိုဒီဖုန်းပေါ်မှာထည့်ကျင်နေဆိုရင်အဲ့လိုမျိုး application ပိုင်ရှင်တွေကဖုန်းထုတ်တဲ့လူတွေကိုပတ်စံပေးရတယ်အဲတလုံးပေါ့နော်ဖုန်းတလုံးမှာဒီ application တစ်ခုထည့်မယ်ဆိုရင်ဘလောက်ဆိုပြီးတော့သူတို့ကတက်တက်ပေးရတယ်အဲရနေပြီးတော့ smartphone ထုတ်တဲ့လူကဝင်ငွေရတယ် ဒါကကြတော့ဒီ budget phone တွေအတွက်ကကြတော့ဒါကနားလည်ပေးလို့ရတယ်ပေါ့နော်ဒီ smartphone ထုတ်တဲ့လူတွေနဲ့ budget phone တစ်လုံးကိုထုတ်ပြီးတော့သူတို့အနေနဲ့ရောင်းမယ်ဆိုရင်အများကြီးအမျက်ကတိတ်ပြီးတော့ကျန်တာမဟုတ်ဘူးအဲ့တော့သူတို့အနေနဲ့ဝင်ငွေလမ်းကြောင်းတစ်ခုရအောင်ဆိုပြီးတော့အဲဒီလိုမျိုး blower app တွေကိုလုပ်ပြီးတော့ဒီဝင်ငွေလမ်းကြောင်းတစ်ခုရှာတာတော့နားလည်ပေးလို့ရတယ်ဒါပေမဲ့ဒီပေါ့နော် flagship phone တွေမှာ blower app တွေပါလာကြတော့လက်ခံနိုင်စရာမရှိဘူးသူတို့ဒီ flagship phone တစ်လုံးကိုသူတို့ရောင်းပြီဆိုရင်သူတို့အတွက်အမျက်ကလည်းအများကြီးကျန်တယ် ဒါပေမဲ့သူတို့ကပို့ပြီးတော့အမျက်ကြီးစားကျင်ပြီးတော့ဒီလိုမျိုး blower app တွေကိုကျွန်တော်ဖုန်းမှာထည့်ပြီးတော့ user ဘက်ကိုသူတို့ကမကြည့်ဘဲနဲ့သူတို့အတွက်ပေါ့နော်သူတို့ငွေကြေးအတွက်ကြည့်တော့ဒါလေးကတော်တော်လေးမှအကြီးတန်းတဲ့ကိစ္စလို့ပြောရမယ်။အဲဒီလိုမျိုး blower app တွေကျွန်တော်ဖုန်းမှာပါတဲ့အရာကိုဒီနီးပညာလောကမှာဆိုရင်နီးပညာလောကရဲ့ dark side လို့တော့ပြောလို့ရတယ်။အဲ့တော့ဒီ blower application တွေကျွန်တော်ဖုန်းထဲမှာပါလာပြီဆိုရင်ဘယ်လိုမျိုးဆိုးတွေ့ရလဲ။ဒီ blower application တွေကကျွန်တော်တို့ storage မှာနေရာယူထားတဲ့အတွက်ကြောင့် ဒီသူတို့နေရာယူထားတဲ့ store ရဲ့အစာမှာကျွန်တော်တို့ကအခြား application တွေပုံတွေဓာတ်ပုံတွေကိုထည့်လို့မရဘူး။ဥပမာဒီ blockware application တွေကကိုယ်ဖုန်းမှာ tanket လောက်နေရာယူထားဆိုရင်အဲ့ tanket နေရာမှာကျွန်တော်တို့ကကျွန်တော်တို့အတွက်လိုအပ်တဲ့ပုံတွေ video တွေနောက်ပြီး application တွေထည့်ပြီးတော့သုံးကျင်နေဆိုရင်လည်းသုံးလို့မရဘူး။အဲ့တော့ story ပိုင်းမှာဆိုရင်ကျွန်တော်တို့အတွက်ထိခိုက်မှုရှိတယ်။နောက်တစ်ခုကကျတော့ဒီ blockware application တွေကိုကျွန်တော်တို့ကမသုံးဘူးဆိုပေမဲ့အဲ့ application တွေကကျွန်တော်တို့ဖုန်းရဲ့ background မှာ run နေပြီးတော့ကျွန်တော်တို့ရဲ့ run နေ processor တွေကိုစားပြီးတော့ ကျွန်တော်တို့ဖုန်းကအရင်အထက်ဆိုင်ပို့ပြီးတော့နှီးသွားတယ်ပုံမှန်ထက်ပို့ပြီးတော့နှီးတယ်လေးတယ်ဆိုတော့ခံစားချက်ကိုရနိုင်တယ်နောက်တစ်ခုကတော့ဘက်ထရီစားတာဒါကဘာကြောင့်လဲဆိုတော့ဒီ application တွေကိုကျွန်တော်ကမသုံးပြင်မဲ့အပေါ်မှာပြောသလိုပဲဒီ application တွေကကျွန်တော်ဖုန်းနောက်မှာ run နေတော့ကျွန်တော်ဖုန်းရဲ့ဘက်ထရီကိုစားတယ်အဲ့တော့ကျွန်တော်တို့အတွက်ဒါလည်းထိခိုက်နိုင်တယ်။နောက်ဆုံးတစ်ခုကကြတော့ဒီ blueware application တွေမှာဒီအချို့ blueware application တွေကကြတော့ကျွန်တော်တို့မသုံးလဲကျွန်တော်တို့ storage ကိုစားတာလွင်ဘာမှကျွန်တော်တို့ပြဿနာမပေးဘူး။ ဒါပေမဲ့အချို့ application တွေအားကြတော့ကျွန်တော်တို့မသုံးဘူးဆိုရင်တော့မှသူတို့ရှိမှ malware တွေပါလာပြီးတော့ကျွန်တော်တို့ရဲ့ဒီ privacy တွေကိုထိခိုက်နိုင်တယ်အဲ့လိုမျိုး malware app တွေကနေပြီးတော့သူတို့ကကျွန်တော်တို့ရဲ့ data တွေကိုခိုးယူသွားပြီးတော့အခြားကုမ္ပဏီတစ်ခုကိုရောင်းစားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်သူတို့တစ်ခုခုလုပ်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေလုပ်နိုင်တယ်အဲ့တော့ကျွန်တော်အပေါ်မှာပြောခဲ့တာကဒီလိုမျိုး blockware app တွေကကျွန်တော်ဖုန်းထဲမှာရှိပြီဆိုရင်ကျွန်တော်တို့ထိခိုက်နိုင်တဲ့စိုးကြိုးတွေကောင်းကျိုးတွေရှိလားဆိုရင်တော့ ကျောင်းကျိုးတွေကဘာတစ်ခုမှတော့တို့ကပေးတာမဟုတ်ဘူးကျွန်တော်တို့ဖုန်းကို၄ယုံ၂ယုံ၁ယုံဒီလောက်လောက်ပဲရှိတယ်အဲ့တော့ဒီပေါ့နော် smartphone company ကကျွန်တော်တို့ကိုဒီလိုမျိုးလှုပ်ချင်တိုင်းလှုပ်နေတာကိုဒီအစိုးရရဲ့အနေနဲ့ဘာမှကိုမှမလုပ်ဘူးလားဆိုတော့အဲ့လိုမျိုးတော့မဟုတ်ဘူးအခုနောက်ပိုင်းမှာဒီ EU ကနေပြီးတော့ဒီလိုမျိုး blockway application တွေကိုကျွန်တော်ဖုန်းမှာထည့်တာနဲ့ပတ်သက်ပြီးတော့တို့ကဒီ DMA လို့ခေါ်တဲ့ digital marketing app ဥပဒေကိုထုတ်ပြီးတော့ကျွန်တော် user ဘက်ကနေကာဝယ်ပေးတာရှိတယ် အဲ့တော့အခုနောက်ပိုင်းမှာကျတော့ဒီ smartphone company တွေကဒီလိုမျိုး blackware app တွေကိုထည့်လာမင်းတော့ထည့်တယ်။ဒါပေမဲ့အဲကျွန်တော်တို့ဖြတ်လို့ရတဲ့ option လေးပေးလာတာမျိုးတော့တွေ့ရတယ်။အဲ့တော့ဒီနေ့ video လေးကဒီ blackware app ဆိုတာဘာလဲနဲ့ဒီလိုမျိုး blackware app တွေရှိရဆိုရင်ကျွန်တော်တို့ကဘယ်လိုမျိုးစိုးကြွေရနိုင်လဲ ဘာလို့ဖုန်းကုမ္ပဏီဘက်ကရောဒီလိုမျိုး flat ware app တွေကိုထည့်ပေးတာလဲဆိုတာကိုပြောပြပြတာပဲဖြစ်ပါတယ်။မိတ်ဆွေအနေနဲ့ရောမိတ်ဆွေဖုန်းထဲမှာဒီလိုမျိုးကိုအသုံးမလုပ်တဲ့ flat ware app တွေရှိတာကကိုယ့်အတွက်အရန်ကိုမှစိတ်အနှောက်အယှက်ဖြစ်စရာတခုလို့မြင်လား။ဒါမှမဟုတ်ရင်မမြင်ဘူးလားဆိုတာကိုလည်းအောက်က comment section ထဲမှာရေးပေးသွားလို့ရလို့ပြောနေပဲ။အားလုံးကြည့်တဲ့နဲ့ကျွန်တော်ခန့်ပါ။